အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာဘာအကြောင်းအရာလေးကိုပြောသွားမှာလဲဆိုလို့ရှိရင်တော့ကျမတို့လေလင်လက်မဝယ်နည်းနဲ့ပတ်သက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ပါပြီ။အဲဆိုရင်လင်လက်မကကြတော့ဒါကကျမကျမဝယ်တဲ့ site ကနေပြီးတော့ကျမပြောပြရပါတော့လေ။ကြောညာရတဲ့ဘိုင်လုံးဝမဟုတ်ပါဘူးရှင်။နော်အဲ့တော့ကျမဝယ်နေတာ website ထဲကိုသွားပြီးတော့ဝယ်ကြည့်မှာဖြစ်ပါတယ်။လူချင်းမင်းတို့လည်းတခြား website မှာကိုတုံးနေတဲ့ website ရှိတယ်ဆိုလို့ရှိရင်လည်းတုံးလို့ရရပါတော့လေ။ဘယ်မှာဝယ်ဝယ်ပုံစံအရတူမယ်လို့ကျမထင်ပါတယ်။ Okay ဒါကတော့ကျမ ဝယ်နေကြ website ထဲဝင်ပြီးတော့ဝယ်ပါမယ်ရှင်အဲ့တော့ဘယ်လားဘယ်ဟာလဲဆိုတဲ့ခါကျကျွန်မတို့ကကြတော့အော် why pay more ဆိုတဲ့ကျွန်မကတော့အဲ့ရနေပြီးတော့ဝယ်တယ်ရှင်เนาะ why pay more လို့ရိုက်လိုက်လို့ရှင်เนาะဒီမှာပေါ်လာပါလိမ့်မယ်เนาะ why pay more ဆိုတော့ပေါ်တယ်เนาะ have where hang kong go concept form ဆိုတော့ရှိတယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်เนาะ ဟုတ်ပြီနှိပ်ပြီးသွားလို့ရှိရင်ကျမတို့တွေဒီမှာတွေ့ရပါလိမ့်မယ်နော်။ဘာလဲဆိုတဲ့အခါကျတော့ဒီမှာအာ soul in chong ဒါစထွက်မှာပြီးလို့ရှိရင်ဒါစထွက်မယ်ဆိုတာလူချင်းမင်းတို့တွေဒီစထွက်မယ်ဆိုတဲ့နေရာပေါ့ဒါတပချာတပချာကိုစထွက်မယ်ဆိုရင်ဒါအာ soul ဆိုရင် soul ရဲ့ mode mode ကိုဟောင်းဆိုပါလဲ လေစိတ်အားလုံးပေါ့လေဒါမှမဟုတ်ကွာအင်ချုံကနေစီးကျင်တယ်ဒါမှမဟုတ်လို့ရှိရင်ခင်ဖိုတို့ကနေစီးကျင်တယ်ဂျဲဂျူကနေစီးမှာတော့မို့ဘူဆန်ကနေစီးမှာချုံဂျူတို့ထဲဂူတို့မူအန်းတို့အဲ့တော့လေစိတ်ရှိတဲ့နေရာကနေပြီးတော့စီးပေါ့နော်အဲ့လိုမျိုးကျမတို့ကကြတော့အများသောအားဖြင့်အင်ချုံကစီးတဲ့ခါကျကျမအင်ချုံလိုပဲနှိပ်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ဒါက arrival arrival မှာကြတော့ကျမတို့ကဒီမှာ airborne jungo europe ဆိုလို့ရှိတယ်အဲ့မှာမှာအာရှထဲမှာရှိမယ်နော်ကျမတို့ကကြတော့ဟုတ်ပြီအဲ့ဒီအနေထားမှာကျမတို့ကကိုနိုင်ငံက လေစိတ်ကပါလေရန်ကုန်နော်ရန်ကုန်ပြည်ပြည်ဆိုင်ကလေစိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာအာဂျီယန်ဆိုပေါ်လာတယ်အဲ့ဒါလေးကိုတစ်ချက်နှဲ့လိုက်ပါမယ် နှိပ်ပြီးသွားလို့ရှိရင်ကျမတို့သွားမဲ့ date ကိုရွေးရမယ်เนาะဒါစထမဲ့ date အာ okay စထမဲ့ဒါကျမကဘာလဲဆိုတော့ကြာ one book ဆိုတော့အသွားအပြန်ကိုရွေးထားတာအဲကဲလူချင်းမတို့ကတချောင်းနဲ့ပဲဆိုလို့ရှိရင်ဒီ one book နေရာလေးမှာเนาะကလေးနှိပ်လာနှိပ်လာလို့ရှိရင်ဖြုံးတို့ဆိုတာရှိပါတယ်เนาะဖြုံးတို့ဆိုတာဘာလဲတချောင်းနဲ့ကိုပြောတာဖြစ်ပါတယ် one book ကအသွားအပြန်ကျမတို့များသွားအပြန်တော့ one book ကပို့ပြီးတော့တတ်တာရတော့ကြာမလို့ one book ဝယ်တယ်ဒါမဲ့လဲကိုကအပြီးပြန်မှာဆိုရင်တော့လေဖြုံးတို့နဲ့သွားပေါ့เนาะဟုတ်ပြီကျမတို့ one book ပဲရွေးထားလိုက်ပါမယ်အဲ့တော့စထွက်မဲ့ နေ့ရဘယ်နေ့လဲဆိုတဲ့ခါကျတော့ကျွန်မ၈ရက်၈လပိုင်းအော်26ရက်ဒါမှမဟုတ်28ရက်လို့ကျွန်မရွေးလိုက်မယ်ဟုတ်ပြီအဲ့တော့ပြီးလို့ရှိရင်ပြန်ဝင်မဲ့ date ကိုပါရွေးပေးရရှင်ပြန်ဝင်မဲ့ date ကိုကြတော့ကျွန်မတလလောက်နေမယ်လို့ပဲဒါတက်တက်ဟုတ်လေနမူနာအနေနဲ့26လို့ရွေးလိုက်မှာဟုတ်ပြီဒီလိုမျိုးဒီလေးချက်စလုံးဝင်သွားပြီဝင်သွားပြီဆိုတော့ညီမတို့လေဒီမှာအပြရောင်လေးရှိပါတယ်ဗာလဲဟန်ကုံကွန်ဂုံဆက်ခါကီဆိုတာလေးရှိပါတယ်เนาะအဲ့ဒီဟာလေးကိုနှိပ်လိုက်ပါမယ် နော်နှိပ်ပြီးသွားလို့ရှိရင် तू ကဒီလိုမျိုးလေးတွေပြပေးတယ်နော်အခုလေလေချောင်းလိုင်းရှိတဲ့ဟာတွေပြပေးတယ်အဲ့တော့ဒီအားကြတော့ तू ကချူချုံဆွန်ချူချုံဆွန်စာပါလေ तू က recommendation ပေးတာနော်ဒါလေးဒါလေးကောင်းတယ်ဒါမှမဟုတ်ရှင်ကိုကဈေးအတ္တာဆုံးဟာလိုချင်တယ် trader ကဆွန်ဆိုလို့ရှိရင်နော်ဈေးအတ္တာဆုံးနော် cheapest ဆိုတဲ့အနိုင်ဆုံးဈေးကနေပြပေးတယ် နော်အနေဆုံးဆေးရပြပြီးတာဒီလိုမျိုးနော်များတော့ဖြစ်တော့အနေဆုံးဆေးရနေပြီးတော့စကြည့်တာပိုကောင်းပါလေရှင်နော်ဟုတ်ပြီအဲ့ဆိုရင်ကျမတို့ပထမဦးဆုံးတွေ့ရပါလေမြန်မာ AMIAN ကိုပြောတာနော်အဲ့တော့ AMIAN က9800ကျော်ပဲရှိတယ်ဒါကဒါရိုက်ဒါရိုက်ပေါ့လေဒါရိုက်လေရင်က9800ကျော်ရှိတယ်နောက်တစ်ခု Vietnam နော် Vietnam လေလေဂျောင်းလိုင်းရကြတော့ Vietnam လေဂျောင်းလိုင်းရကြတော့တဆင့်စီရမှာ နော်တဆင်စီရမှာကြပါလဲ၈သိန်း၉သောင်းဆိုတာခါကျွန်တော်တို့၉သိန်းနီးနီးရှိတယ်ပေါ့အဲ့တော့အဲ့ထက်ကမှကိုကြိုက်တဲ့ဟာကိုကိုနှစ်သက်တဲ့ဟာကိုရွေးပေါ့နော်အဲ့တော့ဒီမှာကြပြောမယ်ဆိုရင်ဒီဈေးနဲ့ဒီဈေးဆိုလို့ရှိရင်ကျမတို့ MAI နဲ့ပဲသွားမှာပေါ့အဲ့တော့ MAI ကိုကျမရွေးလိုက်ပါမယ်နော်။နော်ဒါကကြတော့လူချင်းမလို့ဒီအောင်မှာကြည့်ရင် KB Gumin Carter ဆိုတာတွေ့လာမသိဘူးရှင်အဲ့တော့ KB ကတ်နဲ့ရှင်းလို့ရှင်ဒီစင်းတော့เนาะအကဲသူ့ကိုနှိပ်ကြည့်လိုက်လို့ရှင်တခြားကတ်တွေရှိတယ်လူချင်းမင်းတို့မှာရှင်းနံကတ်တို့အာ Samsung ကတ်တို့ဘာညာဘာညာပေါ့လေအဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှင်တော့လေဒီစင်းတွေကအပြောင်းလဲရှိတယ်ဆိုတဲ့အကြောင်းကိုပြောထားတာเนาะလူလူတိုင်းလိုလိုမှာတော့ KB ကတ်တွေရှိမယ်လို့ထင်ပါတယ် KB ကတ်နဲ့ဓမ္မကကြတော့အတက်တာဆုံးပဲဆိုတဲ့အခါကြတော့ကျမတို့ KB ကတ်နဲ့ရှင်းမယ်เนาะဒီနေ့အုပ်ပြီး နော်ဒါကိုကိုရေဒီပေါ့ MAI line အကြောင်းကိုကျမတို့ကြိုက်သွားပြီ KB Gumin card နဲ့ connection ပဲပေါ့လေ KB connection ပဲဆိုလို့ရှိရင်နော်ကျမတို့တွေဒီဇင်းနှုတ်လေးပေါ်မှာ click နှိပ်လိုက်လို့ရှိရင်နော်ဒါလိုလေးကြာလာအဲ့အနေထားမှာအောက်ကဆုံးသက်ခံယူဖို့မလို့ရရချင်းနေနော်ဒီယူကုန်းနော်အခု KB connection မှာဒီယူကုန်းအတိုင်းရှင်းမယ်ဆိုရင် okay ဒါလေးကိုနှိပ်လိုက်မယ် လိုက်ပြီးသားလို့ရှိရင်လူချင်းမင်းတို့မှာအကဲရေးပေါ့လေအာ member ဝင်ထားတယ်ပေါ့လူချင်းမင်းတို့က member ဝင်ထားလို့ရှိရင်ဒါကကျမက member ဝင်ပြီးသားဖြစ်တော့ကြောင့်မလို့ကျမနာမည်နဲ့ကျမရဲ့ password နဲ့ရှိတယ်နော်အကဲရေးလူချင်းမင်းတို့က member မဝင်ထားဘူး member မရှိဘူးဆိုလို့ရှိရင်ဘယ်လိုသွားလို့ရလဲ b h w o n y e y a k ဆိုတာရှိပါတယ်ရှင်နော်ဒီမှာတွေ့ပါသလား b h w o n y e y a k ဆိုတာရှိတယ်နော်အဲ့ဒါလေးနဲ့နှိပ်ပါအဲ့တော့လေလမကကြတနည်းမှာတစ်ခါလောက်ဝယ်တာဆိုတော့ခါကြတော့ ID တွေ password တွေလောက်ထားလို့ရှင်မေ့တက်တယ် နော်မိတ်တက်တဲ့ခါကျတော့အဲ့ဒါပြန်ရှားတာနဲ့အလုံးရှုပ်တယ်များသောအားဖြင့်နော်မမ်ဘာမဝင်မဲဝယ်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်မအနေနဲ့တော့ထင်တယ်နော်အဲ့တော့ be well one ရရနဲ့ပဲသွားပြီးတော့လုပ်ကြည့်မယ်နော်โอเคကြည့်ကြည့်အောင်နိုင်လိုက်ပြီနိုင်လိုက်လို့ရှိရင်အော်ဒီမှာဘလာဘလာဘလာပြောရတယ်နော်ဒါကကိုရိုနာအာကိုဗစ် -19 ဘလာဘလာလို့ပြောတာဒါကိစ္စမရှိဘူးကြော်လိုက်ပါနော်ဟွာကင်ဟုတ်ပြီဒီတိုင်းကျမတို့တွေ အဆင်ပြေပြီเนาะအဆင်ပြေပြီဆိုလို့ရှိရင်ဒီဟာကိုကျမတို့ကရေရက်လောက်ကမှာเนาะရေရက်ဆိုတာဗာလဲ booking booking လောက်မှာဖြစ်တတ်ကြမလို့ရေရက်ကြာချုံးဖို့ဆိုတာလူချင်းတို့တွေ့ပါလိမ့်မယ်เนาะဒီမှာရေရက်ကြာချုံးဖို့ဆိုတာရှိပါတယ်เนาะအဲ့ဒီဟာလေးကိုကျမတို့တွေအဲ့အောင်မှာ e room ဆိုတာတွေ့လိမ့်မယ်เนาะ e room e room ညမှာဘာထက်မလဲကျမနာမည်ဘာသူလဲ aa เนาะဒါရေရက်ကြာဘာသူလဲ aa ဖြစ်တတ်ကြမ aa ဟုတ်ပြီကျမရဲ့ email လိပ်စာထည့်မယ် နော် email လိပ်စာထည့်လိုက်မယ်ဘလာဘလာပေါ့လူချင်းမင်းတို့ email တော့ရင် email လိပ်စာထည့်ရသားပြန်တော့ email တုံးကြမလို့ထင်ပါလေယနေ့ခေတ်လူငယ်တွေဖြစ်တတ်ကြမလို့လေနော်ပြီးရင် phone number ထည့်မယ် phone number ဘလာဘလာဒါ phone number ထည့်လိုက်မယ်နောက်ပြီးတော့ဒါတော့မလိုအပ်ဘူးနောက်ကဟာနော်ဒီ star အနီအောင်လေးပြထားတဲ့ဟာမဖြစ်မနေထည့်ပေးရမယ်ဟာနော်ဟုတ်ပြီဒီအောက်ကိုဆင်းလာလို့ရှိရင်ဘယ်နှစ်ယောက်သွားမှာလဲနော်အဲ့တော့တယောက်ဒါဆုံးငင်းဆိုတာကြပါလေလူကြီးကိုပြောတာနော်အဲ့တော့ သွားမဲ့လူเนาะဒါကထပ်ဆုံးကြချုံးပို့စားပါလေစီးမဲ့လူเนาะလင်းရင်စီးမဲ့လူကိုပြောတာဟုတ်ပြီအဲ့ဆိုရင် तू อ่ะซ้องสว่าบาเลยสว่าคือ family name ကိုပြောတာကျမတို့နိုင်ငံကကြတော့ family name မရှိကြအောင်မရှိရတော့ကြောင့်မလို့အာအခက်ခဲကြုံကြရတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ခါကြတော့အဲ့တော့ซ้องဆိုတဲ့နေရာမှာကျမတို့တွေဘာထည့်ရမလဲဆိုတော့ခါကြတော့ကိုယ့်ရဲ့အရှိဆုံးနာမည်ထည့်လိုက်ပါเนาะပြီးလို့ရှိရင်ယုံမွန်이름ကဘာတူလဲအဲ့တော့ ပြီးလို့ရှိရင် a အောင်မလားအစင်တိုင်းထက်လိုက်နော် a အောင် okay အဲ့ဒါ a အောင်နော်ဒီလိုမျိုးလေးထက်လိုက်အဲ့ဆိုရင်ကျမနာမည်ဖြစ်သွားပြီဟုတ်ပလားอืม a a အောင်ဆိုပြီးတော့ဖြစ်သွားပါပြီရှင် okay အဲ့ဆိုရင်ကျမတို့လေဒီမှာကြည့်မယ်နော်ဆုံးပြောဆုံးပြောကကြပါလဲ ကျမက main ကလေးဆိုတဲ့ခါကျတော့ your ဆိုပြီးတော့ဖြည့်ထားမယ်ပြီးရင် senior worthy senior worthy ကကြတော့ okay လူချင်းမင်းတို့ဘယ်နှခုနှစ်မှာမွေးရလဲဘလာဘလာပေါ့လေကျမ1999ခုနှစ်မွေးတယ်ဆိုရင်เนาะဒီလိုထည့်မယ်ပြီးရင်ဒီလိုမျိုးလေးထည့်လိုက်မယ်ဟုတ်ပလား okay เนาะနောက်ပြီးဒီနေ့ထားမှာရသွားပြီဆိုရင်ကျမတို့ဒီမှာခြုံချက်ဒုံကြီးဆိုတာလေးနှိပ်လိုက်ပါเนาะဒီမှာခြုံချက်ဒုံကြီးဆိုတာနှိပ်ပြီးလို့ရှိရင်ဘယ်သွားမှာလဲရရခကြီး ဟုတ်ပြီရရလုတ်လိုက်ပြီเนาะရရဆိုတာဘုကင်ပေါ့လေဒါလင်းလက်မကြိုပြီးတော့ဝဲတာပတ်စံတော့မရှင်းရသေးဘူးเนาะအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်လူချင်းမင်းတို့ရဲ့ဖုန်းဖုန်းနံပါတ်ထည့်ထားတယ်လေအစောအဲ့ဖုန်းနံပါတ်ကိုသူတို့တွေ message ပို့လာပေးပါလိမ့်မယ်အဲ့တော့ message မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာရရဘုံတို့ဆိုတာရှိတယ်ဘုကင်နံပါတ်ပေါ့လေဘုကင်နံပါတ်ဘယ်လောက်လဲ TZF4HW ဆိုဘလာဘလာရှိလိမ့်မယ်เนาะအဲ့ဒါလေးကိုသူကပြောတယ် message မှာကြည့်လိုက်ရင်ဘယ်နှစ်ရက်နေ့ထိလဲလူချင်းတို့က ကျော်ကျဲစီဟာဆိုရှိတယ်နော်2029လပိုင်း73ရက်အဲ့တော့ကျမဒီနေ့လှုပ်လိုက်တာက73ရက်နေ့မှာကျမရေရက်လှုပ်လိုက်တယ် booking လှုပ်လိုက်တယ်အဲ့ဒီမှာမှဒီနေ့ဘယ်နှနာရီထိလဲ၄နာရီ52မိနစ်အထိပတ်စံရှင်းပါတဲ့မရှင်းရင်ဒီဟာကအမ်ကန်ဆယ်ပေါ့လေလိုလိုနေကန်ဆယ်ဖြစ်သွားမယ်လို့ပြောတယ်နော်အဲ့တော့လူချင်းမင်းတို့ကဒီကျော်ကျဲစီဟာကိုပို့ပြီးကြည့်ပြီးတော့ပေါ့လေကြည့်ပြီးတော့ပတ်စံရှင်းရမယ်နော်ဟုတ်ပါလားအဲ့တော့ နဲနာရဲ့ရေရနေရောဖောက်ကင်းဆိုလဲကြည့်ကြည့်မယ်နော်ဟုတ်ပြီဒါလူချင်းမင်းတို့တွေရဲ့အနေထားနော်လူချင်းမင်းတို့ဒါက booking တင်ထားလိုက်ပြီနော်ဒီမှာကြည့်ကြည့်နော်အင်ချောင်းညံကုန်ပြီးရင်ရရဝါလျိုနော်ဘွကင်တင်ထားပြီးသားကျော်ရကျဲချုံဆိုတာပါလေအခုချိန်ဒီပတ်စံမရှင်းရသေးဘူးနော်ဟုတ်ပလားပြီးလို့ရှင်ဒီမှာဘလာဘလာအေးအောင်ဆိုပြီးတွေ့လိုက်မှာနော်ဒါကိုယ့်ရဲ့နာမည်ပြီးလို့ရှင် Google Doc ကကြတော့ဒဟမင်းကိုမဟုတ်ဘူးနော်ကျွန်မမြန်မာဆိုတာပြန်ပြောင်းအောင်မယ် နော်မြန်မာပြီးလို့ရှင်ဘလာဘလာပြီးလို့ရှင်အာဒီမှာကြလူချင်းမလို့ဘာထည့်ရမှာလဲဆိုတာတော့လူချင်းမလို့ရဲ့ passport ပေါ့နော် passport information ထည့်ရမယ်အဲ့တော့ your con ဂျုံလူကဘာဖြစ်မလဲနော် your con ဂျုံလူကတန်တုတ်ရောကကိုတယောက်သေးစားဟုတ်ပြီနော်ဘာတိုင်းကိုကပဲရလဲမြန်မာနော်ကိုကမြန်မာလူမျိုးဆိုတဲ့ခါကြတော့မြန်မာဆိုတာလေးကိုရှာပြီးတော့ဖြေလိုက်ပါဟုတ်ကဲ့မြန်မာဟုတ်နှစ်ခုတာ anyway နော်မြန်မာပြီးလို့ရှိရင် ရောကောင်းဘုံတို့ဆိုပါလဲ passport number ကိုပြောတာပါเนาะအဲ့တော့ logistics တို့ passport ဆောင်မှာရှိကြည့်လိုက်မယ်ဆိုရင် passport number ရှိပါတယ်ဘလာဘလာထည့်လိုက်ပေါ့เนาะเนาะထည့်ပြီးသားလို့ရှိရင်ရောကောင်းမာလွီမာလွီကပါလဲအာပြီးမှတ်နေเนาะ ဒီ expire date ကိုပြောတာเนาะဘယ် expire date လူချင်းမင်းတို့အစီအမံကြည့်လိုက်မယ်ဆိုရင် date of expire ဆိုတာရှိပါတယ်အဲ့ဟာလေးကိုအစဉ်အတိုင်းထည့်မယ်ခုနှစ်ကစထက်ကမယ်เนาะဗမာနဲ့ပြောင်းမြန်เนาะပြောင်းမြန်ထည့်မယ်ပြီးလို့ရှိရင်เนาะဒီနေထားမှာရောကောင်းဘုံတို့ဒွန်းနုတ်ခါကီရှိတယ်เนาะအဲ့တော့ဒါလေးကိုနှိပ်လိုက်ပါမယ်โอเคยอกวงจงโบดจงซันจกรุ ကျော်ချာ higher simita เนาะ save လုပ်ပြီးသားပြီတဲ့ code လောက်ထားတဲ့ဟာเนาะဒီဒီမှာကြည့်ကြည့်မယ်ဆိုရင် login menu a a အောင်ပြီးရင် bla bla ဒီမှာเนาะပတ်စံရှိမယ်မျိုးချုံးစာဟန်ကဒါလာเนาะပြီးလို့ရှိရင် if come your hey airbank game เนาะဒါလည်းကြတော့ဖြောကျက်ဆူတန်ဖြောကျက်ဆူတန်ကကြာ login menu online if come လဲရတယ်ရှင်းညွန်ကတ်ရှင်းညွန်ကတ်ဆိုတာလဲရတယ်เนาะ online if come ဆိုလို့ရှိရင်เนาะ if come online ကို login menu ရွေးပေးရမယ် ပြောကြတော့ဟျုံကုံညုံစုဂျုံစာကြလူကြီးမင်းတို့လေ cash ဖေးစာဖေးလိုချင်လားပေါ့လေအဲ့ဒါကလိုလဲဆိုရင်လည်းလိုပေါ့မလိုဆိုရင်တော့အပေါ်အဟာလေးကိုမြူးဝင်အောင်လို့နှိပ်ထားမယ်နော်အဲ့ဒီမှာမှာโอเคဒါလေးစစ်မယ်နော်ဒါလေးစစ်မယ်เนาะအဲ့တော့ဒီ date ဒီ date ဟုတ်ပါတယ်ပြီးလို့ရှိရင်ဒီမှာကိုယ်နာမည်မှတ်နေเนาะ A A အောင်ဆိုမှတ်နေနာမည်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးလမွေးနှစ်မွေးရက် date ပြီးလို့ရှိရင်လူကြီးပတ်စံဘယ်လောက်ဘယ်လောက် okay ဒီတိုင်းပတ်စံရှင်းရမှာဖြစ်တယ်เนาะ ဟုတ်လားโอเคထားမှာလူချင်းမင်းတို့ကဂျောကျဲဟာကီဆိုပြီးတော့နှိပ်ကြည့်လိုက်မယ်เนาะဂျောကျဲဟာကီကိုနှိပ်လိုက်မယ်ဆိုရင်အဲ့ဆိုလူချင်းမင်းတို့ကဘယ်ကိုပတ်စံလွှဲပေးရမလဲเนาะဟာနာအွန်နဲ့၈၃၄ကိုဒီလောက်ကိုလွှဲပေးရမယ်เนาะပို့ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါလူချင်းမင်းအဲ့ဆောင်အဲ့ဆောင်တော့ပြီးသွားပြီပေါ့အနေထားပတ်စံလွှဲလိုက်ပြီဆိုတော့လူချင်းမင်းတို့တွေရဟိုဟာရပြီလေနော် နောက်ဆုံးမှာကြတော့ဂျုံဂျာတစ်ကက်ဆိုတော့ဘယ်ကွန်ဂျုံဆိုတော့ဂျုံဂျာတစ်ကက်ဆိုတော့ပေါ်လာလိမ့်မယ်အဲ့ခါကျရင်လူချင်းမလို့လေဒေါင်းလုဒ်ဆွဲဒေါင်းလုဒ်ဆွဲပြီးသွားလို့ရှိရင်တော့ရသွားပါပြီရှင်